မင်္ဂလာပါ The Great Godzilla Tournament ဖြစ်ပါတယ်။တင်အတွက်မနက်ဖြန်ငွေကြေးကန်ချီနေကိုဖတ်ကြားပေးပါမယ်။မနက်ဖြန်မှာငွေကြေးကန်ချီနေအပြင်ငွေကြေးနဲ့ပတ်သက်ပြီးတော့အအဆင်ပြေကိန်းရှိတယ်လို့လည်းပြောလို့ရပါဘောနော်။နည်းနည်းလေးမပြေကိန်းရှိရင်နည်းနည်းလေးမပြေတာပါလဲဆိုတော့ကိုယ်စိတ်ကြောက်မှာနော်။ငွေကြေးလောက်ကလည်းပတ်သက်ပြီးတော့ကိုယ်ကလေလှုပ်ချင်တာရှိရဲဆိုလို့ရှိရင်မနက်ဖြန်မှာ ရှေ့တို့ပေါ့နော်။ရေရဲဝန်းဆက်ပြီးတော့လှုပ်ပါ။မနက်ဖြန်မှာ ညှော်လင့်နေတဲ့အောင်မြင်မှုတွေရှိရဆိုလို့ရှိရင်အဲနောက်တစ်ဆင့်ကိုတိုးတက်သွားတာမျိုးပေါ့နော်အဲနောက်တစ်ခုကဘာလဲဆိုအချိန်တော်တော်ကြာစောင့်နေတဲ့ငွေကြေးကိစ္စသို့မဟုတ်လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့သတင်းကောင်းကြားဖို့ရှိပါတယ်ငွေလုံးရင်းဝင်မှုရှိပါတယ်ချိုးဆိုလို့ရှိရင်အဲမိဘဘိုးဘွားပေါ့နော်အမွေဆိုင်ပစ္စည်းတွေပါတယ်ခွဲခြားစိတ်ဖြာဖို့အဲစိုင်ထားတာမျိုးရှိရဆိုလို့ရှိရင်အဲကိုကပေါ့နော်တလုံးတစ်ခဲတဲ့ မြန်မာဆက်ဆံရတတ်ပါတယ်ချိုးဆိုဘလောက်တောင်ကံကောင်းနိုင်လဲဆိုရင်အာဂျန်နဲ့ပေါ့နော်ဥမာလူ9ယောက်ခွဲချမ်းစိတ်ဖြာပြီးတော့ယူရမယ့်ပိုင်ဆိုင်ရမယ့်အစည်းစိမ်ဆိုလို့ရှိရင်တော့မပေါ့နော်အဲ့9ယောက်ထဲမှာကိုကဂျန်နဲ့လူတွေထပ်ပို့ပြီးတော့ပို့ရတာမျိုးပေါ့နော်ကြုံရတတ်တယ်ဆိုတာမျိုးတွေ့ရပါတယ်အဲ့တော့စီပိုင်းကိုခြင်းနဲ့ပတ်သက်ပြီးတော့မနက်ဖြန်မှာလောက်ဆရာရှိတဲ့အရာတွေကိုအဲဆိုရင်တော့ကမကြည့်ပဲနဲ့ဘာလို့ဆိုဒီမှာပေါ့နော်အာ ဆိုရင်တော့ကကြီးတက်တဲ့နမိတ်မျိုးတွေ့ထားတဲ့အတွက်ကြောင့်ဆိုရင်တော့ကမကြီးပဲနဲ့ကိုကိုကိုယုံကြည်မှုအပြည့်ဝထားပြီးတော့လှုပ်ရှားရှိတဲ့အရာတွေကိုရှေ့သို့ဆက်ပြီးတော့လှုပ်ပါ။ဘာလဲဆိုတော့မနက်ဖြန်မှာတခုခုပေါ့နော်ထူးထူးခြားခြားအောင်မြင်မှုတခုရရှိမယ်။အဲလုံနေတဲ့ကိစ္စတခုရှိရဆိုလို့ချင်းလဲအဲ့ဒီအလုပ်ကနောက်တစ်ဆင့်ထပ်တိုးပြီးတော့အောင်မြင်သွားတာမျိုးပေါ့နော်။သို့မဟုတ်ဟောအခြေမခိုင်မှာပဲနဲ့ရန်နဲ့ရန်နဲ့ဖြစ်နေတဲ့ project တို့เนาะအဲ့လိုမျိုးကိစ္စရှိရဆိုလို့ရှိရင်မနက်ဖြန်မှာလုံးဝပေါ့เนาะရှူဝပေါ့ဒီကိစ္စကပါမနန်ဖြစ်တယ်လို့เนาะအဲ့လိုမျိုးဟောမပြောင်းလဲတော့ဘူးလို့ကို့အတွက်ဖြစ်တယ်လို့ဆိုတော့အဲ့လိုမျိုးသတင်းစကားကောင်းကြားရတတ်ပါတယ်အဲ့တော့မနက်ဖြန်မှာစီးပွားလက်လာပါများဒီရေလာတို့ကကြပါစီလို့ဆုမွန်ကောင်းတောင်းရင်လည်းညီကုန်းချုပ်လိုက်ပါတယ်